အဲဟုတ်ပါတယ်ခင်ဗျာအဲ့လိုပဲပြောကျွန်တော်ရဲ့ professional look ကလက္ခဏာဆရာပါခင်ဗျာဟုတ်ကျွန်တော်အားကတော့ကျွန်တော်ရဲ့ပထမဦးဆုံးတခြင်းကတေးဆရာခိုင်နိုးကြီးပေးထားတဲ့မချောစုခင်နဲ့ကျွန်တော်နဲ့ထက်တူကြတဲ့အချက်ဆိုတဲ့တခြင်းလေးကိုကျွန်တော်တို့အတူတူဆိုပြီးတော့ MTV ရိုက်တယ်ပေါ့နော်အဲ့ဒီမှာကင်မရာရှေ့ရောက်ပြီးတော့မှအဲ့ဒီမှာတရုပ်ဆောင်ပြီးထွက်လာတဲ့ကိုကိုရဲ့ဒီတရုပ်ဆောင်မှုနဲ့ကိုရဲ့လှုပ်ရှားမှုပေါ့နော် movement တွေကိုကြည့်ပြီးတော့သဘောကျသွားပြီးတော့အဲ့ဒီကနေစပြီးတော့မင်းသားပိုးဝင်သွားလို့ပဲပြောရမှာပေါ့ဟုတ်ကျွန်တော်ဇလန်တိုရဲ့အနေနဲ့ဆိုရင်တော့ရှစ်တွဲလောက်ရောက်သွားပြီခင်ဗျာ အခုဒါကိုရဲမြောက်ပေါ့နော်အဲဇလန်းတို့လေးတွေလည်းအများကြီးပါပြီးတော့ဟုတ်ပြီးတော့ကျွန်တော်ရုပ်ရှင်လေးတွေလည်းရိုက်ထားတာရှိတယ်ရုပ်ရှင်လေးတွေရောက်လာပါလိမ့်မယ်ဟုတ်ပြီးတက်ကတော့ခန္ဓာချိုဆိုရင်အပြုံးချိုချိုပြုံးနေသူဆိုပြီးတော့မှတ်မိကြပါတယ်ခင်ဗျာဟုတ်အဟုတ်တယ်ခင်ဗျာလူတွေကိုအပြုံးနဲ့ဆက်ဆံတော့ကိုယ်လည်းအေဂျင့်ရတာပေါ့နော်တယောက်နဲ့တယောက်ရီးစရာစိတ်တွေနဲ့ဟိုမဲ့ပြရှုပ်ပြပြီးကဲကြီးနေမယ်ဆိုလို့ရှိရင်အကုန်လုံးအတွက်ကအဆုလိကြီးပဲလीနော်ဟုတ်ကဲ့ โอเคပါဒီနေ့กระโดดเวลีก ဝိဇာတက်ခွင်းမှာအထောင်ဆိုင်ရဲ့ကျွန်တော်ရဲ့ပြီးတော့ညီမလေးယွန်းဝင်းလောအောင်ရဲ့အာကျွန်တော်တို့ပြီးတော့ခိုင်လို့ရေပေါ့နော်တက်ခွင်းနေအကြောင်းနဲ့ပတ်သက်တာလေးကိုရိုက်ကူးပုံဖော်ပေးမယ်ဇလံတွဲလေးပါခင်ဗျဟိုကျွန်တော်တို့လူပညာလို့လုပ်တယ်ဆိုတာကတော့ကျွန်တော်တို့လူပညာဓမ္မတွေဟာပြည်သူတွေပြည်သက်တွေဟာကျွန်တော်တို့အမြဲတမ်းကြည့်ပြီးတော့သူတို့ကဒါနိနာနေတရာတင်ကန်းစာတွေယူကြတာပေါ့နော်အဲ့နေရာမှာပြည်သူတွေအတူတူမားစီမဲ့ကိစ္စမျိုးတွေမဟုတ်ဘဲနဲ့ပြည်သူတွေအတွက်အကျိုးရှိမဲ့ဇလံလေးတွေကိုကျွန်တော်များသောအားဖြင့်ဖန်တီးပြပါတယ်အခုတက ်ကွင်းဆိုတာလဲကျွန်တော်တို့မြန်မာလူမျိုးတွေအထူးသဖြင့်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေနဲ့ယုံကြည်ရတဲ့ဂမ်ဘီယာပစ္စည်းတစ်ခုပေါ့နော်အဲ့တော့တစ်ကွင်းတစ်ကွင်းဟာဘယ်လောက်ထိအစွမ်းတက်တယ်အဲ့ဒီတစ်ကွင်းကိုဆောင်တဲ့လူဟာတီလာလုံရင်ဘယ်လောက်ထိကောင်းလဲဆိုတာကိုဒါတစ်ကွင်းနဲ့ပတ်သက်ပြီးတော့လူတွေတည်တည်နဲ့ထင်တဲ့အချက်အလက်လေးတွေကိုကျွန်တော်စူးစီးတင်ဆက်ပြီးတော့ကျွန်တော်ကိုယ်တိုင်ဇလန်းဆက်ညွန်ရေးသားပြီးတော့ဒီကားလေးကိုရိုက်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကျွန်တော်ကကြတော့အပြင်မှာလဲဂမ်ဘီယာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလည်းအပြင်မှာကြာမြင့်စရာဆိုတော့ကျွန်တော်ဒီတစ်ကွင်းနေနဲ့ပတ်သက်တာတွေအကုန်လုံးကျွန်တော်ကတရားလေးသိပါတယ်အော်တစ်ကွင်းနေကမြေမျိုးရှိတယ်ပေါ့ဥပမာလ က်ခေါ်တဲ့တစ်ကွင်းရှိတယ်တချို့မီးကွင်းနဲ့တစ်ကွင်းရှိတယ်တချို့မကောင်းတဲ့စုံတွေပါတွေကိုအတိုက်အခိုက်တွေကိုနိုင်တဲ့တစ်ကွင်းရှိတယ်တချို့ကျတော့ဒီတစ်ကွင်းဆိုတာတဘာဝတရားကြီးကသူ့လိုလိုထူးထူးဆန်းဆန်းဖန်တီးပြလိုက်တဲ့ပစ္စည်းတစ်ခုပေါ့အဲ့ဒီပစ္စည်းကိုစောင်းလိုက်ပြီဆိုရင်အဲ့ဒီအိမ်မှာဘယ်လိုအဆိုးအကောင်းလေးတွေဘယ်လိုအကျိုးအကြောင်းလေးတွေဖြစ်နိုင်လဲဆိုတာကိုအဲပုံဖော်ထားပါတယ်ခင်ဗျာအဲဟုတ်ပါတယ်ခင်ဗျာအဲ့လိုပဲပြောကျွန်တော်ရဲ့ professional look ကလက္ခဏာဆရာပါခင်ဗျာဟုတ်နောက်တစ်ခါကကျွန်တော်ရဲ့ဘဝဖြစ်ရမှန်ဖြစ်တဲ့တူးတနောင်းကားကိုစရိုက်ပြီးတော့အဲ့ရနေပဲဇက်တိုက်ဆိုသလိုဖြစ်လာတာပေါ့နော်ဟုတ်တယ်ခင်ဗျာကျွန်တော်အားကတော့ကျွန်တော်ရဲ့ပထမဦးဆုံးတစ် ချင်းကတေးစရာခိုင်နှိုးကြီးပေးထားတဲ့မချော့စုခင်နဲ့ကျွန်တော်နဲ့ထက်တူကြတဲ့အချက်ဆိုတဲ့တချင်လေးကိုကျွန်တော်တို့အတူတူဆိုပြီးတော့ MTV ရိုက်တယ်ပေါ့နော်အဲ့မှာကင်မရာရှေ့ရောက်ပြီးတော့မှအဲ့ဒီမှာတရုတ်ဆောင်မျိုးထွက်လာတဲ့ကိုကိုရဲ့ဒီတရုတ်ဆောင်မှုနဲ့ကိုရဲ့လှုပ်ရှားမှုပေါ့နော် movement တွေကိုကြည့်ပြီးတော့သဘောကျသွားပြီးတော့အဲ့ဒီကနေစပြီးတော့မင်းသားပိုးဝင်သွားလို့ပဲပြောရမှာပေါ့ဟုတ်ကျွန်တော်ဇလန်တိုရဲ့အနေနဲ့ဆိုရင်တော့ဟို၈တွဲလောက်ရောက်သွားပြီခင်ဗျအခုဒါကိုရဲ့မြောက်ပေါ့နော်အဲဇလန်တိုလေးတွေလည်းအများကြီးပါပြီးတော့ ဟုတ်ဒါကြောင့်ကျွန်တော် ရုပ်ရှင်လေးကြီးလည်းရိုက်ထားတာရှိတယ်ရုပ်ရှင်လေးလည်းရောက်လာပါလိမ့်မယ်ဟုတ်ပြည်သက်ကတော့ခန္ဓာချို့ဆိုရင်အပြုံးချို့ချို့ပြုံးနေသူဆိုပြီးတော့မှတ်မိကြပါတယ်ခင်ဗျာဟုတ်အဟုတ်တယ်ခင်ဗျာလူတွေကိုအပြုံးနဲ့ဆက်ဆံတော့ကိုယ်လည်းအေးချမ်းရတာပေါ့နော်တယောက်နဲ့တယောက်မိစရာစိတ်တွေနဲ့ဟိုမဲ့ပြရှုပ်ပြပြီးကဲ့ကြီးနေမယ်ဆိုလို့ရှိရင်အကုန်လုံးအတွက်ကအဆုလိကြီးပဲလေနော်ဟုတ်ကဲ့အဲဒီလိုပါပဲပြုံးပြုံးမယ်ကိုပေးလိုက်တဲ့အတိုင်းပြန်မရဘူးဆိုလို့ရှိရင်ကိုအကျွေးတစ်ခုဆက်လိုက်တယ်လို့ပဲသဘောထားပါပဲဟောအတိတ်ကငါသူ့ရှေ့ကအဲအကျွေးတွေပါခဲ့လို့အမုန်းတရားတစ်ခုပါခဲ့တယ်ငါအခုအပြုံးနဲ့ဆက်လိုက်နေတယ်ဆိုပြီးတော့ပို့ပြီးကျန် ဲ့ပါတယ်ခင်ဗျာကိုပြုတ်ကြလိုက်တယ်တစ်ဖက်ကပြန်ပြိုးပြရင်တော့ကိုမလေးအာရုံအာနာကြီးနဲ့ဒါဒီလူဟာကို့အတွက်ဟိုကျေးဇူးရှိတဲ့လူတယောက်လို့ပြန်ခံစားရတယ်ကိုပြုတ်ပြလို့သူကကို့ကိုမဲ့ပြတယ်ဆိုတော့လေအကျွေးတစ်ခုကြီးသွားတာပေါ့ခင်ဗျာ အမ်တိတာပေါ့ခင်ဗျာနော်လူရဲ့စိတ်ကိုကလူတွေကဗဇက်ကလိန်လို့ရတယ်ဒီစိတ်ကိုသူ့ရဲ့ဒီမျက်နှာ expression နဲ့မျက်လုံးကလိန်လို့မရဘူးပေါ့ဒီမျက်နှာ expression နဲ့မျက်လုံးမှာအဲ့လူရဲ့အတွင်းထဲကစိတ်ကဘာဖြစ်နေလဲဘယ်လိုဆိုတာအကုန်ပေါ်တယ်ခင်ဗျာအဲ့တော့လူရဲ့စိတ်ထွက်ပေါက်ကမျက်လုံးတကားဖြစ်တဲ့အတွက်ကြောင့်မျက်လုံးလေးမှာဒီလူရဲ့အတွင်းစိတ်ကပေါ်နေပါတယ်သူကတော့တည့်တဲ့အတိုင်းပဲဟိုပြူတိုင်းကျိတ်တဲ့နေစည်းကိုင်ထဲမှာပါတာပေါ့နော်အဲသူတို့ပချိုင်လေးနဲ့အပြုံးချူချူလုပ်တတ်တဲ့သူဆိုတော့သူတို့ကအာဒါ fan art တောင်းတာပေါ့နော်ကျွန်တော်တို့ကတော့သူတို့နဲ့ဆိုင်ရင်မနေ့တနေ့မှပေါ်လာတဲ့ဥပညာရှင်လေးဆိုတော့ဒါတောင်းတော့ညီကိုတွေတွဲပြီးတော့အလုပ်လုပ်တာပဲအဲကောင်တွေအချစ်ဖို့ကောက်ပါလေအားကြောင့်ဟုတ်ကျွန်တော်တို့ဒါအခုစရိုက်နေပြီပေါ့နော်ပြည့်သက်ရှိကိုကျွန်တော်ဆယ်လာဘန်းတော့ရောက်လာနေပြီခင်ဗျ